ချင်းမွန်းခံရမှုနဲ့ကျုံလာပြီဆိုလို့ရှိရင်လေဝမတာနဲ့ဘဝင်မမြင့်လိုက်နဲ့လို့ပြောရသောအပြင်လူတွေကဝမ်းတာပြီဆိုရင်လောကရန်လို့မထင်ကြဘူးအဲ့ဒါလဲလောကရန်ကိုမခံနိုင်လို့စိတ်ရဲ့လှုပ်ရှားမှုလို့ခေါ်တယ်ချင်းမွန်းခံရလို့ရှိရင်နဲ့ဝမ်းတာနေမယ်ဆိုရင်ဘာဆုံးရှုံးနိုင်တော့ဆိုလို့ရှိရင်အဲ့ဒီဝမ်းတာမှုကြောင့်ဒါလေးတွေကျဉ်တ်နေပြီးတော့ ကိုယ့်ရဲ့တိုးတက်မှုအတွက်အန္တရာယ်ဖြစ်တယ်တဲ့ဟောဘဝင်မြင့်သွားရင်ဒီတဲ့ပူဆိုးတဲ့အန္တရာယ်တွေရောက်နိုင်တယ်ပေါ့ဝန္တာလွန်အာချီနေတဲ့ပုဂ္ဂိုလ်တယောက်အသိဉာဏ်မှာတုံ့သွားနိုင်တယ်ဒါကြောင့်ဝန္တာမလီနဲ့ဘာလို့อ่ะ appreciate လုပ်ရမယ်အေး तू ပြောတာမှန်တယ် तू ချီးမွမ်းတဲ့အတိုင်းဟုတ်တယ်ဒီလိုပဲ appreciate လုပ်ပါဒါလောကရန်တွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဟောတဲ့ ဒေသနာတွေလက်တွေ့ကျင့်သုံးရမယ်ဟာဘုရားတရားတော်ကဆေးဝါးလိုပဲယောဂပြောင်းခြင်းဆေးဝါးတောက်ရသလိုပဲတရားဓမ္မကိုအတိုင်းဒီဘဝမှာလှပခြင်းလို့ရှိရင်တော့ဖျားရဲ့ဆုံးမဩဝါဒအတိုင်းတကယ်လက်တွေ့ကျင့်သုံးမှုကျင့်လို့မရတဲ့တရားဆိုတာမရှိဘူးလက်တွေ့ကျင့်သုံးပြီးကိုယ်စိတ်လေးကိုကိုယ်ခိုင်မအောင်ကြိုးစားအားထုတ်ဖို့ဒါပြော